ရေတိုင်ကြီးလို့ခေါ်ကြတာဟုတ်ဟုတ်ကဲ့ရေတိုင်ကြီးလို့ခေါ်တာရေတိုင်ကြီးလို့ခေါ်တဲ့အတွက်တော့ရေပဲဖြည့်ကြတယ်ဒီကဟုတ်ကဲ့ရေဒီတာကအခုနောက်ဆုံးဆိုလို့ရှိရင်နောက်ထွက်တယ်ဆိုလို့ရှိရင်တော့အလူမီနီယံရေဒီတာတွေများလာအခုကြီးကျွန်တော်တို့ရှေ့မှာဆွေးနွေးပေးခဲ့တဲ့အကြောင်းအရာတွေဝင်မြပေးခဲ့တဲ့အကြောင်းအရာတွေကတော့အဲကျွန်တော်တို့ဖြစ်လိဖြစ်တာရှိတဲ့ဟာတွေ အရေးကြီးပေမဲ့အမှုမဲ့အမတ်မဲ့အဲလုပ်နေတဲ့ကိစ္စလေးတွေဆောင်ရံဆောင်ရံလေးတွေဂရုပြုဂရုပြုရမယ့်ကိစ္စလေးတွေပြီးတော့အဖြစ်များတဲ့ကိစ္စလေးတွေကိုကျွန်တော်တို့အဓိကဝေမျှပေးခဲ့တာပေါ့နော်အဲအဲ့အရာတွေနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ဘတ်ဟိုးဒစီမှာပါတဲ့အလို component အကြောင်းလေးကိုလည်းအလိုထက်ထဲဝင်ဝင်နဲ့အသေးစိတ်လေးအဲ့ဒါတည်ချင်ပါတယ်အကိုကြီးဟုတ်အဲ့ကောင်ကတော့ကျွန်တော် radiator အကြောင်းလေးတည်ချင်တာခင်ဗျာအဲ radiator နဲ့ပတ်သက်ပြီးတော့ radiator တစ်လုံးအလုံးလုံးပုံဒီ backhoe disease မှာ အရေးပါပုံနဲ့ဒီရေဒီယေတာနဲ့ပတ်သက်ပြီးတော့ပေါ့အခုလက်ရှိဒီဒီလုပ်ငန်းဝင်မှာပဲဖြစ်ဖြစ်ပြင်ပမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီလွှဲမားနေတဲ့အဲ့လိုအယူအဆလေးတွေလည်းရှိကောင်းရှိနိုင်တယ်လीအားနေနေတဲ့အချက်လေးတွေပေါ့အကိုကြီးဟုတ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ရောအကိုကြီးဟုတ်တစ်ချက်ဆွေးနွေးပေးပါအောင်ဗျဟုတ်ကဲ့ရေဒီယေတာကျွန်တော်တို့အရခေါ်ဆိုရင်တော့ရေတိုင်ကြီးပေါ့ဗျာရေတိုင်ကြီးရေတိုင်ကြီး ဒီတိုင်ကြီးဆိုမဲ့တန့်ဆိုရင်တော့သူကဆိုလိုတာကတော့အလုံးထည်ကြီးနဲ့ရေထည့်ထားတာဒီတိုင်ကြီးဟုတ်ကဲ့ဒါပေမဲ့ဒါက radiator ဟုတ်ကဲ့ဟုတ်တယ်နော် radiate လုပ်ဖို့အတွက်တိဆောက်တာလားအထူးသဖြင့်ရည်ရွယ်ချက်ကတော့အင်ဂျင်ထဲကထွက်တဲ့အပူတွေကိုဟုတ်လေဒူတွေကိုစွန့်ထုတ်ဖို့ဟုတ်ကဲ့ဟိုနည်းပညာစကားနဲ့ပြောမလို့ heat transfer လုပ်ဖို့အတွက်အဓိကရည်ရွယ်ချက်ဟုတ်တယ်နော်အင်ဂျင်ထဲကဟို မီးလောင်ပေါက်ကွဲပြီးတော့ထွက်လာတဲ့အပူတွေဟုတ်ကဲ့။နောက်တစ်ခုနဲ့တစ်ခုပုတ်တိုက်ပြီးတော့ကျွန်တော်တို့ဘယ်ရရင်နေဘို့ရှင်နေရှိမယ်လေ။ပုတ်တိုက်ပြီးတော့လဲလာတဲ့ထွက်လာတဲ့အပူတွေကိုမှဟုတ်ကဲ့။သူကလေဒူတွေကိုစွန့်ထုတ်ပေးဖို့ဟုတ်ကဲ့။လေဒူတွေကိုစွန့်ထုတ်ပေးဖို့ဟုတ်ကဲ့။ဘယ်တတ်ထုဘယ်ပစ္စည်းမဆိုသူကခန္ဓာရည်ရှိတဲ့အပူချိန်တော့ရှိတယ်။ဟုတ်ကဲ့။သူခန္ဓာရည်ရှိတဲ့တတ်မှတ်အပူချိန်တည်းမကြော်အောင်ပေါ့ဗျာ။ဟုတ်ကဲ့။သူကနေစွန့်ထုတ်ပေးဖို့လေဒူတွေကိုဟုတ်ကဲ့။အဓိကတော့ရည်ရွယ်ပြီးတော့ထက် တန်ဆင်ထားတာပါဟုတ်ကဲ့အဲပြောမယ်ဆိုရင်တော့သူ့ရဲ့အလုပ်လုပ်ပုံကတော့ကျွန်တော်တို့ရေးပါမယ်ဗျာရေးအကူလင့်ပေါ့ဗျာအကူလင့်ကူလင့်ကအင်ဂျင်ထဲကိုဝင်သွားပြီးတော့မှအင်ဂျင်ထဲကထွက်တဲ့အပူတွေမှန်သမျှကိုကူလင့်ကစုပ်ယူဟုတ်ကဲ့စုပ်ယူပြီးတော့မှရေတိုင်ကြီးဘက်ကိုသွားအဲရေဒီယတာတွေကိုဖြတ်မယ်ကွယ်ရေဒီယတာတွေဖြတ်တဲ့အချိန်မှာသူကလေနဲ့ထိတွေ့ရမှာဟုတ်ကဲ့လေနဲ့ထိတွေ့ပြီးတော့မှအဲ ဒီကုလင်းတွေကရှိတဲ့အပူတွေကလေထဲကိုဆွန့်ထုတ်လိုက်ဆွန့်ထုတ်သွားဟုတ်ကဲ့အဲ့ဒီမှာသူကလင်းလင်းမြန်မြန်နဲ့ထိထိရောက်ရောက်ဆွန့်ထုတ်နေတဲ့အတွက်သူကဒီတိုင်းရိုးရိုးထိုံနဲ့မရဟုတ်လေုံမှဖလုံးနဲ့အားနဲ့အင်းနဲ့ပေါ့ဗျာဖြတ်တန်းပြီးတော့မှအဲ့ဒီမှာလဲသူကပန်ကာရွက်ပေါ့ဗျာပန်ကာရွက်နဲ့လေုံသူကပန်ကာလဲဒီဇိုင်းကတော့နှစ်မျိုးရှိတယ်ဟုတ်ကဲ့ အမှုံရောအစုံရောနှစ်မျိုးတော့သုံးကြတော့ဘူးဒါကတော့ကားရဲ့အဲကားပဲဆိုရင်လည်းကားနဲ့လိုက်ဖက်တဲ့ဒီဇိုင်းပေါ့ဗျာဆက်ဆိုလည်းဆက်နဲ့လိုက်ဖက်တဲ့ဒီဇိုင်းဥမာမြင်လွယ်အောင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘူဒိုဇာတွေမော်တာဂရေတာတွေမီးဆက်တွေဆိုရင်တော့ကျွန်တော်ဘလိုဘလိုကဖန်တီတက်တာများတယ်အပြင်ကိုမှုတ်ထုတ်တဲ့မှုတ်ထုတ်တဲ့ဟုတ်ကျွန်တော်တို့ escalator တို့ motor car တို့ဆိုရင်တော့သူကအများစုကအစုပ် အဆုပ်နော်အပြင်ကလေကိုအတွင်းကိုဆုပ်ယူပြီးတော့မှရေဒီတာကိုလေများများဖြတ်ဖြတ်ပြီးတော့မှအဲကူးလင်းတဲ့အပူတွေကိုလေထဲကိုစွန့်ထုတ်ဖို့ဟုတ်ကဲ့လုတ်ပေးတာပေါ့ဗျာဟုတ်ကဲ့ဟုတ်အဲ့ဒါတော့ဒါအကြမ်းမြင်အလုတ်လုတ်အလုတ်လုတ်ပုံပေါ့ဟုတ်ကဲ့အဲ့ဒီမှာဒစိတစ်ပိုင်းချင်းဆိုရင်အရေးပါပုံကခုနကလည်းပြောတော့ပြောခဲ့ပြီပါပြီဗျာကျွန်တော်ရေတိုင်ကြီး pressure cap ဟုတ်ကဲ့ radiator မှာဆက်ဆက်ပစ္စည်းပါလာပြီလေ pressure cap pressure gauge ကလည်းသူကအဲ့ဒီထဲမှာ pressure rise ဖြစ်နေအောင် PR ရှိနေအောင်ပေါ့ဗျာဟုတ်ကဲ့တမတ် PR ရှိနေအောင်ကသူကဖုံးဖိပေးတာဟုတ်အဲ့မှာလုံအောင်ဖုံးနိုင်မှုမဖြစ်နိုင်ဘူးဆိုရင်သိကြတယ်အဲ့မှာ pressure right မဖြစ်တော့ဟုတ်ကဲ့ pressure right မဖြစ်လို့ရှိရင်သူက vapor gas တော်၎င်းကုလင်းနေတော်၎င်းထွက်သွားမယ်ဟုတ်ကဲ့ထွက်သွားရင်သူကသူ့တမတ် ပမာဏမရှိတော့ဘူးဆိုတဖြည်းဖြည်းနဲ့အပူဆုံးထုတ်နိုင်တဲ့အာတဖြည်းဖြည်းနဲ့ကြာလာ။ Okay ဟုတ်ကဲ့ဟုတ်ကြာလာ။ဟုတ်အဲ့ဒါကြောင့်လဲဒီကြောင်းနောက်ပြီး pressure rise အဲ့ဒါလေးလည်းပြောရင်လည်း pressure rise ဆိုလို့ရှိရင်သူက boiling point မြင့်ဟုတ်ကဲ့ဥမာတခုတရာအတွင်းလောင်းနဲ့ရေစုမယ်ဆိုရင်အဲ့ဒီ pressure rise လောက်ထားလို့ရှိရင်တရာနည်းနည်းကြော်မှသူကရေစုတာ။ ဟုတ်ကဲ့အဲအဲ့ဒါလေးလည်းတစ်ချက်ပေါ့ဗျာဟုတ်ကဲ့ pressure right pressure right system ဟုတ်ကဲ့ကုလင်းအားလုံးကအခုသုံးနေတဲ့ set တော်များအကုန်လုံးက pressure right cooling system ဟုတ်ကဲ့ဟုတ်အဲ့ဒါလေးလည်းလိုတယ်နောက်ပြီးတော့နောက်တစ်ချက် cooling system တွေဆိုအသာမိုစတက်သာမိုစတက်ကလည်းအရေးကြီးတဲ့တစ်စိတ်တစ်ပိုင်းပဲဟုတ်ကဲ့သာမိုစတက်မပါလို့ရှင်သူက engine ဒီ thermostat လို့ခေါ်သလို temperature regulator လို့လည်းခေါ်တယ် ်ဟုတ်ကဲ့ regulator လို့လည်းခေါ်တယ်ဟုတ်ကဲ့အင်ဂျင်မှာတာမန်အလုံးလုံးမဲ့အပူချိန်ကိုသူကထိမ့်မိတာလားဟုတ်ကဲ့သွားလိုနေသေးတယ်ဆိုရင် radiator ဘက်ကိုသွားမဲ့ဘက်ကိုပိတ်ပြီးတော့ဒီ water pump ဘက်ကိုဖြတ်လန်းကိုအင်ဂျင်ထဲပဲလေပတ်အောင်လုပ်ပေးတာတော့ဟုတ်ကဲ့ဟုတ်အဲတမ်ပိုဆင်လည်းအရေးပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါကိုရောက်နောက်ပြီးတော့အများစုပေါ့ဗျာဟိုအလေးမထားဘဲနဲ့ဟိုအပြုတ်မှုမှားလေးတစ်ခုကတော့ ရေတိုင်ကြီးလို့ခေါ်ကြတာဟုတ်ဟုတ်ကဲ့ရေတိုင်ကြီးလို့ခေါ်တာရေတိုင်ကြီးလို့ခေါ်တဲ့အတွက်ဆိုရေပဲဖြစ်ကြတယ်ဒီကဟုတ်ကဲ့ရေပဲဖြစ်ကြဟုတ်ကဲ့အဲအဲ့ဒီနေရာမှာရေမာကဘလောက်ပဲကြီးနေပါသေးဓာတ်ခွဲဆန်းတတ်လို့ရှိရင်သူကအများစုကတော့ကျွန်တော်တို့ထုံးတတ်ကတော့အများဆုံးပါလိုက်တယ်ဟုတ်ကဲ့ဟုတ်တယ်နော်အခြားမက်တယ်တွေလည်းပါလိမ့်မယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်တယ်နော်ဟုတ်ကဲ့ဟုတ်ထုံးတတ်တယ်ပါတယ်ဟုတ်အဲအားကြောင့်မို့ရေဘလောက်ပဲကြီးနေပါသေးတွင်းရေချောင်းရေမြောင်းရေ ရေတိုင်ကြီးတွေကိုကျွန်တော်တို့ထည့်မသုံးသိချင်ဘူးဗျ။ဟုတ်ဟိုလုံလုံကုလစ်မရတဲ့နေရာဒေသမျိုးရောက်နေတယ်ဆိုရင်တော့မှအခုခေတ်ကကျွန်တော်တို့တောက်ရေတန်းโอเคဟုတ်တယ်เนาะโอเคတောက်ရည်တန်းနေရာတိုင်းဒီမှာရတယ်โอเคတော့တဲတောင်းတဲ့လဲအာရည်တန်းမူလေးတော့ဟုတ်တယ်เนาะလွယ်လွယ်တော့ရတယ်တက်မဲ့တောက်ကြတော့ရည်တန်းမဲ့တောက်ကြတော့လေတော့တဲတောင်းတဲ့ဆိုချောင်းရည်မြောင်ရည်မတောက်ကြတော့โอเคဟုတ်ဟိုတုန်းခေတ်ကတော့ရည်တန်းမရခင်ကတော့ချောင်းရည်မြောင်ရည်ကြီးတယ်ဆိုရင်ကြိုချက်တောက်ကြရှိရှိပဲရှိရတော့ဟုတ်တော့အခုတော့ရည်တန်းအဲ့ဒါဆိုအ ਨੇ ဆုံးအဆင့်ကတော့ ကုလင့်မရနိုင်ဘူးဆိုရင်တော့ရေတန့်ထည့်ပြီးသုံးသိချင်တယ်ဗျ။ဟုတ်။ဘာလို့လဲဆိုတော့ရေတန့်မှာကသူကထုံးထပ်ဖယ်တဲ့ဖစ်တာတွေရှိတယ်လေ။ဟုတ်တယ်မလား။ဟို heavy metal တွေဖယ်တဲ့စနစ်ရှိမယ်ဗျာအဲ့ဒါအတွက်သူကဂျိုးကပ်ဖို့ကတော့အတော်တန်တော့တက်တာလိမ့်မယ်ဟုတ်ဒါပေမဲ့ကုလင်းလောက်ကတော့စိတ်မချအောင်ဟုတ်ကဲ့ဟုတ်ကုလင်းကတော့သူကသူပြောရတော့စိတ်ချအောင်ပဲဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကုလင်းတုံချင်အားဖြင့်အကျိုးကျေးဇူးထပ်ပြီးတော့ ရှင်းပြရရင်တို့ဂျိုးမတယ်ဟုတ်ကဲ့ဂျိုးတယ်တာဘယ်နေရာတွေမှာသွားဂျိုးတယ်လဲဆိုတော့ကျွန်တော်တို့အင်ဂျင်ဆလစ်ဘေးက water jacket ခေါ်ပါဘောဟုတ်ကဲ့ water jacket တွေမှာဂျိုးတယ်မယ်နောက်ဟက်ထဲကရေလိုင်းတွေမှာလည်းဂျိုးတယ်မယ်ဟုတ်ကဲ့နောက်တစ်ဆင့် radiator တွေ radiator မှာဂျိုးတယ်မယ်ဟုတ်ကဲ့ဆောင်းနော်စကားလမ်းကြောင်းတော့ကျွန်တော်လွဲသွားလားမသိဘူးအခုပြောချင်တာရေဒီယေတာနော်ဟုတ်ကဲ့အဓိကတော့ရေဒီယေတာမှာ ဂျိုးတယ်လိမ့်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ဗီဒီယာဂျိုးတယ်ပြီဆိုလို့ရှိရင်တော့အပူစွန့်ထုတ်နိုင်မို့ဗျာအပူစွန့်ထုတ်နိုင်တဲ့ဟာကလည်းကျသွားမှာပေါ့ဒီကိုးလေးတွေမျက်နှာပြင်နဲ့ကုလင်းနဲ့ရေးနဲ့ကြားမှာအဂျိုးခံသွားပြီဟုတ်ကဲ့ဂျိုးခံသွားတဲ့အတွက်အပူစွန့်ထုတ်ဖို့ကတော်တော်ကြီးနှောင့်နှေးသွားမှာဟုတ်ကဲ့နှောင့်နှေးသွားမှာဟုတ်နှောင့်နှေးသွားမှာသူ function အ function အပြည့်မလုံနိုင်တော့ဘူးဟုတ်ကဲ့အဲ့မှာတဖြည်းတဖြည်းတဖြည်းဖြည်းနဲ့ပိတ်ခဲ့တဲ့ဖြည့်လာပြီဆိုတော့သိကြတယ် ့ over heating ကတော့သေချာပါအောင်ဖြစ်ပြီပြန်ဖြစ်မှာပဲအဲ radiator အဲ့ဒါကြောင့်မို့အဲ့ radiator ဒီကိုသက်တမ်းပြေသုံးဖို့ရယ်နောက်အဲ့ over heat ပြဿနာကိုမဖြစ်အောင်ဖို့အတွက်ကအဲ့ပြောရရင်တော့ရေတော့မသုံးသေးချင်ဟုတ်ရေနောက်ဆုံးမရအောင်နိုင်ဘူးကူးလင်းမရနိုင်ဘူးဆိုရင်တော့ရေတောက်ရေသားတော့အနည်းဆုံးစစ် သုံးစီခြင်းတယ်ခဏတပြုတ်အစာထိုးအစာထိုးပဲဟုတ်တယ်ဟုတ်တယ်ပြီးရင်တော့ကုလင်းပြန်ရောက်တဲ့အချိန်ကျရင်ကုလင်းပြန်ရောက်တဲ့အချိန်ပြန်ကုလင်းပဲသုံးတယ်ဟုတ်ဟုတ်အဲဆိုကုလင်းကသူကအငွေ့ပြန်ခြင်းကိုလည်းထိန်းတယ်ဟုတ်ကဲ့အငွေ့မပြန်ဘူးဟုတ်အငွေ့မပြန်ဘူးတော့ဂျိုးမတည့်ဘူးဟုတ်ကဲ့အဲကျွန်တော်သိသလောက်ပေါ့ဗျာနောက်ထပ်သိတဲ့လူဖြည့်ဆွဲအကြံပြုခြင်းနဲ့ဆိုရင်လည်း comment လေးမှာဟိုထပ်မှန်ပြီးတော့ဖြည့်ဆွဲအကြံပေးစေခြင်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ရေဒီတာကအခုနောက်ဆုံးဆိုလို့ရှိရင် နောက်ထပ်တွေဆိုလို့ရှင်တို့အလူမီနီယံရီဒီတာတွေများလာဟုတ်ကဲ့ဟုတ်တယ်နော်အဲ့တည်းပြောင်းပြီးတော့ဟိုတော့ခုအမြင်လွယ်ပြောင်းတတ်ထုဟွာတွေပေါ့ဗျာရေဒီတာတွေတတ်ထုရေဒီတာတွေဆိုရင်တော့ဖြန့်စေးမယ်ဆိုရင်တော့စော်တဲ့လက်ခလည်းတော်တော်လေးကြီးတယ်ဗျဟုတ်ကဲ့အဲ့ over lower tone နဲ့ upper tone ပေါ့လေဟုတ်ကဲ့ဖြုတ်စေးဖြန့်စေးမယ်ဆိုရင်နောက်ပြီးတော့ပို့ပြီးအစ်မြင်လာတဲ့ဒီဇိုင်းဆိုလို့ရှိရင်တော့ကိုးလေးတွေနဲ့ ကိုဒီရေဖြတ်သွားမဲ့ကျုပ်လေးတွေပေါ့ဗျာဟုတ်ကဲ့ကျုပ်ကိုလေးတွေကျုပ်လေးတွေထဲမှာသူကလှိုင်းလေးတွေပုံစံသူကတတ်ထုပါပါလေးတွေထည့်ပြီးတော့ဒီဆောက်တန်းများတယ်ခုနောက်ပါဟုတ်ကဲ့ဟုတ်ဟုတ်ဟိုက်ဒရိုလစ်ဝိုင်ကူလာပဲဖြစ်ဖြစ်ရေတန်းကြီးပဲဖြစ်ဖြစ်တတ်ထုအလူမီနီယံရေတန်းကြီးတွေတိဆောက်ပုံအဲ့လိုလေးတွေဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုတော့ခုနောက်ပိုင်းဆိုရင်ဖွင့်ပြီးတော့တောင်မှပိုတော့ကတိုင်ကြီးတွေလို့ ကျွန်တော်တို့စတီးများလေးနေတယ်လေအပေါ်အောက်ဖွင့်ဟိုစကားပြောကြလို့မလားအထက်အောက်ဖွင့်ဆေးမယ်အထက်အောက်ဖွင့်ဆေးမယ်ဆိုဟုတ်ကဲ့ဟုတ်အထက်အောက်ဖွင့်ဆေးမဖြစ်တော့တဲ့ဒီဇိုင်းမဖြစ်လာဟုတ်အဓိကရည်ပဲချက်ကတော့သူက heat transfer လောက်တာအဓိကတော့အဲ့ဟုတ်တယ် heat transfer လောက်ဖို့ပြောတော့ဆွန့်ထုတ်ဖို့ပေါ့ဆွမ်းအင်ပြေပေါ့ဗျာ full efficiency ပေါ့လေဟုတ်ကဲ့ပြေရဖို့ဆိုလို့ရှိရင်အဲ့ကူးလင့်သုံးတင်တဲ့အဲ့ radiator ဒီတက်ဆိုရင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအတွက်သူကဈေးလည်းကြီးလာပြီနောက်ပိုင်းကတိဆောက်ပြီးတော့ ဟိုရောင်သုံးဆွဲတဲ့အဲ့ဒီရေဒီယိုတွေလေတတ်ထုရေဒီယိုဖြစ်လာအဲ့ဒီရေဒီယိုလေးတွေမှာကိုးလေးတွေထဲမှာသူကလှိုင်းတော့များလေးတွေပါပါလေးတွေဟုတ်ကဲ့ဟိုဘက်ဒီဘက်တံများနဲ့ကြီးထိုးစေလို့မရတော့ဟုတ်ကဲ့ဟုတ်ပိတ်ပြီဆိုရင်တော့အလုံးလိုက်လဲတော့ပေါ်ဖွင့်အောက်ဖွင့်နေလုံးလုံးမရတော့မရတော့ဟုတ်ကဲ့ဟုတ်အဲအဲ့ဒီအတွက်ရေဒီယာကလည်းအဲအရေးပါတယ်ဟုတ်ကဲ့အရေးပါတယ်အဲနောက်ပိုင်းခုဆိုရင်အလုံးလိုက်လဲရတာဆိုလည်းကုန်ကြစိတ်တွေလည်းများလာတဲ့အတွက်အဲ့ဒီအတွက်ရေဒီယာကို တတန်းပြေသုံးဖို့ဟိုတတန်းရှိရှိသုံးဖို့ဆိုလို့ရှိရင်အဲအကြံပြုချင်တာကတော့ကူလင်းကိုမဖြစ်မနေသုံးစေချင်တယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကူလန်ရေပြီးတော့တန်ရှင်းရေးကိစ္စလေးအကိုကြီးနည်းနည်းလေးရှိမယ်နေဟုတ်တယ်ဗျာရေဒီယာတန်ရှင်းဟုတ်ကဲ့အမျက်မြင်ကြည့်ပြီးတော့ရေတိုင်ကြီးရှေ့ကကျွန်တော်တို့တကားရှိမယ်ဗျာဟုတ်ကဲ့မီးဆက်ဆိုလည်းမီးဆက်ရှေ့ကတကားဘဲဟိုးတွေဂျာနယ်မချင်းတွေတို့လည်းရှေ့ကရေတိုင်ရှေ့ကတကားကိုဖွင့်ပြီးတော့စစ်ဆေးပြီးတော့အမိုက်တွေ နောက်ဖုံနေပေါ့ဗျာဟုတ်ကဲ့ဘောင်းဆိုတော်တော်များများကမြေလုံငန်းသုံးကြတာဟုတ်ကဲ့မြေလုံငန်းမှာသုံးတော့တော့ဖုံအမုံနေကတ်နေမယ်ဆိုရင်အဲ့ဒါတန်ရှင်းပုံမှန်လုပ်မယ်အဲ့ဒါဆိုရင်တော့ရီဂျီတာကိုဟိုကာကွယ်ရေးမှုကြိုတင်လုပ်နိုင်တာပေါ့ဗျာဟုတ်ကဲ့ပါခွေဟုတ်ဟုတ်ပြဝပေးတာလေကျေးဇူးပါအကွေဟုတ်ကဲ့ပါအကွေဟုတ်အကွေကြီးကျွန်တော်တို့ခုနောက်ပိုင်းပေါ့နော်အဲထုတ်တဲ့ engine တွေရဲ့နောက်တူဒီစွမ်းဆောင်ရည်မြင့်တဲ့ engine တွေမှာ ဒီ engine component နေပေါ့နော် component နေပူများလာတယ်ခေါ်တာက compressor ဘိုင်းခေါ်တယ်လေ compress ဆိုတာဖိတယ်ဖိကျပြီးတော့ထည့်တာဆိုတော့အဲ့မှာသူကလေရပူတယ်ဟုတ်ကဲ့အချစ်ခံထားရတဲ့လေရပူတယ်လေဟုတ်ကဲ့ပူတော့ကြတော့သူကအဲ engine combustion ချိန်မှာလည်းရောက်လို့ရှိရင်သူကပူပြီးသားပွားပြီးသားလေကထပ်ပြီးပွားမယ်အခါကျတော့ပွားနှုံးနေသွားတယ် Real power, the power of achievement.